Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုနေ့တိစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ30ရက်နေ့ရက်မနက်ပိုင်းသတင်းအထူးတွေသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့သတင်းဗီဒီယိုတွေကိုမတွားတွားပြီးတော့မကြည့်ခင်ပါဘောနော်လူကြီးတူရှင်သတင်းတွေအများကြီးကိုကျွန်တော်အရင်ဆုံးဖတ်ပြပေးပါမယ်နော် ရပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်သူသတင်းပေးမဖြစ်ရေးရဲဘော်များစစ်တင်ကြဖို့ KNDF 2ဦးစီးချုပ်မာဝီကသတိပေးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲတော့ရန်သူသတင်းပေးမဖြစ်ရေးရဲဘော်များစစ်တင်ကြရန် KNDF မျိုးသားကာကွယ်တပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက၎င်း၏လူမှုကွန်ရက်မှာတဆင့်ယနေ့သတိပေးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲဒီမှာဆိုရင်ဘလို့ဖြစ်လဲဆိုတော့တချို့တွေကမနော်ထောက်ဖို့လိုလိုဘာလိုလိုနဲ့တက်ဒီ တကယ်ဒီတက်ထဲကိုဝင်ရောင်းမအောင်နော်ဒီစစ်ရင်အာသတင်းတွေယူသွားတာစစ်သတင်းတွေယူသွားတာမျိုးတွေပေါ့နော်လှုပ်တဲ့ခါမှာအာတော်တော်လေးကိုအဆင်ပြေတဲ့ဟာတွေရှိရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီထောက်ဖို့တွေဒီမျိုးဝင်လာရင်တောင်မှကိုယ့်ရဲ့သတင်းတွေမပေးဖြစ်ဖို့ပေါ့နော်ဒီသတိပေးထားရဖြစ်ပါတယ်နော် AR တိုင်းရေကြီးမြို့နယ်အမြောက်တပ်အနီးတိုက်ပွဲမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား16ရောက်ထဲက6ရောက်ပြန်လည်ဖမ်းခံရတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေစီကသိရပါတယ်နော်။သတင်းပေးတွေကြောင့်သတင်းရတော့ဖမ်းခဲ့တာတဲ့ထွက်ပြေးတာက16ရောက်တဲ့အခုက6ရောက်ပြန်ဖမ်းခံရတာထွက်ပြေးတဲ့အထက်စစ်မှုထမ်းတပ်သားနဲ့တကြအဆင်ရှိသူတွေပါပါတယ်လို့သိရပါတယ်နော်။အဲ့တော့အကြမ်းစစ်ကောင်စီတပ်ဖွဲ့တွေရောက်တဲ့သူတွေကတော့သူတို့ပြေးဖို့တော့စ조사တယ်ပေါ့နော်။ဒါပေမဲ့တချို့တွေကပြေးလို့မလွတ်တဲ့အနေအထားတွေ့နေရပါတယ်နော်။အဲ့တော့ဘာပဲပြောပြောဖြစ်နိုင်ရင်တော့ပြေးလွတ်အောင်ပြေးတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းမုံရမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရော့ short တိုက် rocket တို့များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှအရာရှိ3ဦးအပါအဝင်22ဦးမျိုးစားဖြစ်ပြီးစီကိုတောင်စကိုင်းယုံနဲ့ရိခါကိုတောင်တို့ကိုလည်းမီးလောင်ပောက်ကွဲခဲ့ကြောင်းသတင်းရရှိပါတယ်နော်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတဲ့စစ်ဌာနချုပ်တိုင်းယုံမှအရာရှိ2កောင်အရာရှိဇနီး4កောင်စစ်တီ12កောင်ပွဲချင်းပြီးမျိုးစားဖြစ်သွားခဲ့ပြီးအပြင်းထန်တိုင်းရတော့အရာရှိ4កောင်စစ်တီ15កောင်ဗိုလ်မှူးများဤကလေး2ဦး ယနေ့ညနေ6နာရီခွဲနဲ့ဂရင်300တဆကခွဲ၄တဆင်းုံတို့ပူဆောင်ခဲ့ကြအောင်ဒီတရင်ရတာပါနော်အဲ့တော့ဒီ short error နဲ့ပြစ်ခိုက်တယ်မှာတော်တော်လေးကိုထိခိုက်သွားတဲ့အနေအထားတွေ့ရပါတယ်နော် နောက်ထပ်သတင်းပုတ်ကလည်းစစ်ကောင်စီအကျဉ်းထောင်တွေထဲမှာမတရားဖမ်းဆီးထိန်းသိမ်းခံရတာနိုင်ငံကြီးအကျဉ်းသားတွေမှာတည်ဆုံတင်မဲ့တည်ဆုံနေရတဲ့ပေါ်စစ်ကောင်စီနဲ့လက်ပါစီတွေကိုခွန့်လွှတ်မှာမဟုတ်ပဲပြည်တွင်းပြည်ပအဖွဲ့အစည်းနဲ့ပူးပေါင်းကတရားမျှတမှုရရှိအောင်လှုပ်ဆောင်သွားမယ်လို့ပြည်နယ်နဲ့ Federal Unit လွတ်တော်တွေလွတ်တော်ကုစားပြုကော်မတီတွေကထုတ်ပြန်လိုက်ပါတယ်နော်အဲ့တော့တကယ်ပဲကောင်းပါတယ်အဲ့တော့နိုင်ကျင်းတွေကိုအခုချိန်မှာအဓိကထားနှိမ့်ဆက်နေတဲ့ဒီလိုထောင်ကထောင်ပိုင်းတွေထောင်မှုတွေပေါ့နော်ဒါအပြင်ထောင်ထဲမှာရှိတဲ့သူတွေအားလုံးကိုဒီ ပုံမှန်တစ်ခုတက်ပြီးမှပါနော်ပြင်းပြထန်ထန်အေးအေးပို့လွှဲပါနော်ကဲနောက်တဲ့သတင်းတစ်ပုဒ်ကလည်းမကွေးတိုင်းရေနံချောင်းမြို့နယ်တွင်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကပြည်သူ့ကာကွယ်ရေးတပ်မှထောင်ထားသောမိုင်းနှိမ်ပြီးစစ်အရာရှိတအူးမျိုးစာဖြစ်သွားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်သတင်းပုဒ်ကလည်းပြည်ဦးလင်ခရိုင် PDF 9တနှစ်တရင်ကရှီတန်းတိုက်ခိုက်ရေးရဲဘော်များအတွက်ကြီကဝတ်စုံတွေကိုတက်ဆင်ပေးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့တကယ်ပဲဝမ်းသာဖို့ကောင်းပါတယ်နော်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီတော်လိုင်း PDF ရဲဘော်တွေဟာဒီလိုမျိုးကြီကဝတ်စုံတွေအုပ်ချုပ်တွေတက်ဆင်ပေးမယ်ဆိုရင်အသက်ကိုထိခိုက်နိုင်နှုန်းတွေပေါ့နော်တော်တော်လေးကိုရောကျသွားတယ်ဆိုတာအားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်။အဲ့တော့များများလူနိုင်လေကောင်းလို့ပါပဲ။ နောက်ထပ်သတင်းပုတ်ကလည်းစကိုင်းတိုင်းစကိုင်းမြို့နယ်တွင်စစ်တပ်နှင့်ဒေါ်လာရေးတက်များကြားတိုက်ပွဲဖြစ်ပြီးစစ်တပ်ဖက်မှ၄កောင်မြေရောစာဖြစ်က၄ဦးအရှင်ဖမ်းမိရရှိခဲ့ကြောင်းလက်နက်၆လက်နှင့် KM များလည်းတင်းစေရမိကြောင်းတော်လိုင်းသတင်းများကသတင်းပေးပို့ထားပါရခင်ဗျာစစ်တပ်ဖက်မှတင်းစေရမိတော့လက်နက် KM များမှာတဲ့ G3 ၄လက် MA1 ၂လက်စုစုပေါင်းလက်နက်၆လက်ကြီကောက်အုပ်ထုံး၅လုံး equipment 9စုံ 5.56G မျိုးစား64တောင်းနဲ့ G3G 190တောင်းတို့ကိုလက်သိမ်းပိုက်ရရှိခဲ့ကြောင်းသတင်းရရှိပါခင်ဗျာ ကဲနောက်ထပ်သတင်းပုဒ်ကလည်းစကိုင်းတိုင်းအရာတော်မျိုးနဲ့တလဲပါပြူစောတိရွက်ကိုကင်းပတ်နေသောအချမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာ6កောင်ထိခိုက်ဒဏ်ရာမှုတွေရရှိခဲ့ကြောင်းသတင်းပေးပို့ထားပါတယ်နော်။ရင်းတိုက်ခိုက်မှုအတွင်းတွင်အချမ်းဖက်စစ်ကောင်စီတပ်သား6ဦးထိခိုက်ဒဏ်ရာကတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်တဲ့။တလဲပါပြူပြူစောတိရွက်ကိုကင်းပတ်ဖို့ထွက်လာတဲ့စစ်ခွေးတွေရဲ့ပြူခွေးတွေကင်းပွင့်ဝင်နေတာကိုတဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါတဲ့။ပြစ်ခတ်မှုအတွင်းမှာစစ်ခွေးဘက်က6កောင်ဒဏ်ရာတယ်လို့သတင်းရရှိပါတယ်။အဲ့တော့ကြားရတဲ့အတိုင်းပါနော်။အခုဒီသတင်းဖတ်ပြရတဲ့အထက်မှာဆိုစကိုင်းတိုင်းကတော်တော်လေးကိုများတယ်ပေါ့နော်။စကိုင်းတိုင်းမှာ ဒီအညာသားတွေဆွဲနေပေါ့နော်ချက်မစစ်ကောင်စီဖွဲ့တွေကနောက်တဲ့သတင်းပုဒ်ကလည်းတိုက်ပွဲများပြင်းထန်နေတဲ့ရှမ်းမြောက်နောင်ချူမြို့နယ်တွင်တဲ့စစ်ကောင်စီတပ်မှတီဟတူရဘွဲကဗိုလ်ချုပ်ကြီးအေးမင်းအောင်ဒရုန်းထိမှန်ပြီးပြင်းထန်စွာတိုက်ရရှိခဲ့တဲ့အတွက်နေပြည်တော်ကိုအရေးပေါ်ပို့ဆောင်ထားရလို့သိရပါတယ် TLA ရဲ့အုံမတီစစ်မြေနာမှာဖြစ်တဲ့တိုက်ပွဲမှာဒရုန်းထိမှန်သွားတယ်လို့တည်ထားရပြီး ဒါရပြင်းထန်တယ်လို့ပြောပါတယ်။ရခိုင်တိုက်ပွဲမှာဟိုဘက်ကတိုက်စစ်ကိုမခံနိုင်တော့လို့ဘယံပြတာဆုတ်ခွာပြေးတာကိုတီဟာသူရဘွဲပြီးချင်းခံရရဖြစ်ပါတယ်လို့ AR တိုင်းကိုပြောပါတယ်နော်။အဲ့တော့ဒီရခိုင်ကနေခွေးပြပွဲပြေးလာတဲ့အချိန်မှာတီဟာသူရဘွဲရပြီးတော့အခုချိန်မှာဆိုတော့ဒီနောင်ချိုတိုက်ပွဲမှာတော့မော့စာကျဲသွားတဲ့အနေအထားဖြစ်ပါတယ်နော်။ကဲကျွန်တော်ပထမဆုံးအနေနဲ့နားထောင်မဲ့သတင်းလေးကတော့ဒီချင်းပြည်နယ်မှာကြံရှိနေတဲ့တိတိလုံးဟာခါတို့တို့တိုက်မယ်ဆိုရင် CP အနေနဲ့ပါဝင်ပူးပေါင်းတိုက်ခိုက်ဖို့အစဉ်သင့်မယ်ဆိုတဲ့ဟာကိုပြောထားတဲ့သတင်းလေးနားထောင်ကြအောင်နော်။ ဆိုတော့ဒီတော့ CB ရဲ့လှုပ်ရှားမှုနေမြေထဲမှာသူတို့မဟုတ်ဒီစိတ်ရဲရမရှက်ထားတဲ့နေမြေထဲမှာ82မြို့ကို CNF CN နဲ့အတွက်မသိမ့်ပေးထားခဲ့မလားပေါ့နော်သူမဟုတ်82မြို့ကိုရော CB ဖက်ကသိမ့်မဲ့အခြေအနေတွေရှိလားဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့မြန်မာကတော့ဒီချန်ပီယံနေထဲမှာဒီမြို့သိမ့်တက်ပွက်တဲ့ဖော်ဆောင်လို့မျိုးဆိုရင်ဟိုအဖွဲ့ကတိုက်မယ်ဒီဖွဲ့ကတိုက်မယ်ဆိုပြီးတော့ဒီဘိုင်ရှာခန်အညာပွမ်းမှုတွေရှိတာကိုလည်းမကြာခဏတွေ့ရလို့လေဒီဟာလေးတွေနဲ့ပတ်သက်ပြီးတစ်ချက်လောက်ပြောပြပေးလို့ရနိုင်မလားကိုယုံမဟုတ်ပါလေ အဲအဲ့လိုမျိုးပေါ့ဟိုဟိုမျိုးဒီမျိုးတင်းနေအဲ့လိုမျိုးအငင်းပွားမှုလေးတွေပေါ့နော်ရှိတယ်ရှိတယ်ဆိုတာကလည်းပဲဘယ်လိုပြောမလဲဟိုကျွန်တော်တို့ချင်းတော်တိုင်းကြီးတွေကခက်တယ်ကိုယ်တိုင်ဥဆောင်မှုပေးနိုင်သလားဆိုတော့လည်းမပေးနိုင်ဘူးအတူတူလက်တွဲလုပ်ကြမလားဆိုလည်းလက်တွဲလည်းမလုပ်နိုင်ဘူးအဲ့တော့ကျွန်တော်ကိုနီးကိုဟန်ကိုအားကိုကိုကြီးမှလုပ်နိုင်ခိုင်နိုင်တဲ့လူနဲ့ပူပေါ်မှာလုပ်ကြတော့လည်းပဲအဖြစ်လို့ဖြစ်စီလိုက်လို့တယ်ပေါ့နော်အဲ့လိုမျိုးကကျွန်တော်တို့ချင်းပြည်နယ်မှာတွေ့နေရတဲ့တော်တိုင်းကြီးအခြေအနေပဲ ဆိုတော့ဟိုဒီဟခထန်တလန်မချက်နေအဲဟခဆိုရင်သူလဲဘယ်လိုပြောမလဲအပြူပါပေါ့နော်အဲလိုဟခပြူပါပေါ့လေဒါပေမဲ့ဟခပြူဟာတုံးရင်တဲကအနှစ်ချောက်ရှေ့ကပလန်ကပြုတ်သွားပြီနှစ်ချောက်ကိုတည်တင်ချန်နေပြီးတော့မှနှစ်ချောက်ကပလန်မှာရှိတယ်ဆိုတော့ဟခတကယ်တကယ်တော့အနှစ်ချောက်ကနဲ့ဒီပြူဟာခြေဆိုင်လောက်ပဲရှိမယ်အဲထန်တလာမှာကြတော့ဘာအခြေစိတ်စခန်းဘာမှမရှိဘူး။တန်ရင်ပေါ့နော်။ခြေချတန်ရင်ဘာမှမရှိဘူး။ ကာကင်းသဘောမျိုးအဲ့လိုမျိုးလွှတ်ထားတာပဲရှိတယ်။ဆိုတော့အတူတို့အချိန်ချင်းတိုက်တယ်မရဘူး။ကြာရှုံးတယ်ပေါ့နော်။ပြန်ဆုတ်လာတယ်ပေါ့လေ။ဆိုတော့ကျွန်တော်တို့အနေနဲ့ CP ရဲ့အနေနဲ့လွတ်မြောက်သွားပြီဆိုရင်ဟိုတစ်ခါကျရင်စေဒနာဝေဒနာဖြစ်ရတာပေါ့။ဟိုတစ်ခါကျရင်ဟိုကိုယ်တိုင်လည်းအဲဟိုမှာတချို့ CDF တွေပေါ့။ဟိုတချို့ CDF ဟာခ CDF တို့ပါလို့ဆိုရင် သူတို့ကဒေါ်လာရင်းကိုတကယ်လှုပ်ချင်တယ်လွှမ်းမြောက်ချင်တယ်တိုက်ခိုက်လို့တယ်ဟိုရုန်းကန်လို့တယ်ပေါ့နော်အဲ့ဒီမှာဟို CNF CND ကလည်းသူတို့ကဟိုမတန်သေးဘူးပေါ့နော်အချိန်မတန်သေးဘူးလို့ယူဆလို့လည်းရှိတယ်နေတူပါလေအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးညင်းပွားမှုတွေရှိနေတယ်ဆိုတော့တိုက်မယ်မတိုက်မယ်ကိုပဲသူတို့အချင်းချင်းပေါ့နော်ညင်းပွားမှုတွေရှိတာတွေ့ရတယ်တိုက်မယ်လို့ပြောပြီးရင်ကျွန်တော်တို့ ਨੇ ဘယ်လိုမျိုးပူးပေါင်းချိတ်ဆက်မှုရှိမလဲဆိုတာမျိုးပေါ့ ဟိုကျွန်တော်တို့ကကုညီလိုက်ကုညီအောင်ပဲအဲဗီလင်းနဲ့ဖြစ်မှာမျိုးတော့မလို့ချင်းမို့လေဆိုတော့ဟိုပူပေါင်းဖို့တော့အစင်တစ်ပါတကယ်တော့ဟာခတ်တယ်လောက်တိုင်းမယ်ဆိုရင်ဒါပေမဲ့ကျွန်တော်တို့ဒီရှင်းရှင်းလင်းလင်းဘလိုမျိုးပူပေါင်းဖို့နဲ့ဘလိုမျိုးတက်ယူကြမယ်ဆိုတာမျိုးလေးကိုရှင်းရှင်းလင်းလင်းလုပ်ထားဖို့တော့လိုမှာပေါ့ကဲဒါတော့နော်ဟာခါနဲ့ထတ်တလန်ဘက်ကိုတိုက်မယ်ဆိုရင်နော် CP နဲ့ပုံအောင်ဆင်းသင်မယ်ဆိုတဲ့အကြောင်းအရပြောထားတဲ့ slide yoman ရဲ့ interview လေးပဲဖြစ်ပါနော် ကဲကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းကတော့အခုချိန်မှာဆိုရင် UNG ကကြွေးကြော်လိုက်တဲ့ထွေထွေထိုးစစ်ကြီးဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီတုံ့သက်ပေးထားတဲ့ဦးတန်းစွန်နိုင်ရဲ့ဗီဒီယိုကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ထွေထွေထိုးစစ်ကြီးကိုသူအားမရဘူးဆိုတဲ့အကြောင်းတွေရဲ့ထွေထွေထိုးစစ်ကြီးကဘယ်လိုဖြစ်တဲ့နေဆိုတာကိုသူတုံ့သက်ထားတာလေနောက်တော့ကြည့်လောက်နော် UNG အောက်မှာရှိတဲ့ PDF တွေနောက်ပြီးတော့တိုင်းအနာလက်နဲ့ကင်ဖွဲ့စည်းတွေနဲ့ပေါင်းပြီးတော့တပြည်လုံးထွေထွေထိုးစစ်ကြီးကိုဆင်နွှဲဖို့အတွက်ကျွန်တော်တို့ကတောင်းဆိုတိုက်တွန်းတယ်သူပြောနေတဲ့တန်တမာထိုးစစ်တို့ ိုင်ငံရေးထိုးစစ်တို့အဲ့ဒီထဲမှာနိုင်ငံရေးထိုးစစ်အကြောင်းပြောတဲ့အခါကျွန်တော်ပိုတောင်စိတ်ပြည့်သွားသေးတယ်။နိုင်ငံရေးထိုးစစ်ကအဓိကဘာလို့မှလဲဆိုရင်နော်စစ်ကောင်စီပြုတ်ကြမသွားသေးတဲ့အတွက်စစ်ကောင်စီပြုတ်ကြသွားပြီးတဲ့နောက်ဒီပေါ်ပေါက်လာမဲ့နော်ကျွန်တော်တို့ဟိုဂျာကာလာဒွင်ကူပြောင်းရေးဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေရေးဆွဲမှဖြစ်တဲ့အတွက်သူတို့အခုရေးဆွဲထားတဲ့ဒီခြေခံဥပဒေကိုတစ်လုံးထပ်တူလိုက်တယ်။ after တဲ့ဆိုတော့ပြီးတဲ့နောက်ပေါ့ဗျာ အဲ့တော့ဆိုလိုတာကအခုကကျွန်တော်တို့က2025ခုနှစ်အတွင်းမှာစီရီးယားနေပြည်တော်ကိုပဲပေါင်းစုံကနေဝိုင်းဝန်းတိုက်ခိုက်ပြီးတော့ကျွန်တော်တို့ဒီစစ်ကောင်စီကိုအပြုတ်တိုက်ဖို့ကြိုးစားနေတဲ့အချိန်မှာသူသူတို့ရဲ့ဂျာကာလာဖွဲ့စည်းပုံခြေခံဥပဒေကစစ်ကောင်စီပြုတ်ချပြီးမှဆိုတော့သူကကျွန်တော်တို့2026 2029လောက်မှာသူကအဲ့ဒါတွေကအကောင့်ထည့်ဖို့မဲ့သဘောရှိတယ်အဲ့တော့ဆိုတော့အဲ့ဒါလိုနော်ဆိုတော့ကနိုင်ငံရေးထိုးစစ်တန်တမာထိုးစစ်နော်စတဲ့အဖြစ် အဲ့ဓာတွေပါဝင်တဲ့အထွေထွေထိုးစစ်ဆင်တော့ကျွန်တော်တို့သဲသဲရေသွန်ဖြစ်တော့မှာပဲကျွန်တော်တို့ပြည်သူတွေမျှော်လင့်တာကအချိန်တိုအတွင်းမှာဖြစ်နိုင်ရင်2025ခုနှစ်အတွင်းမှာဒီ NUG ဖွဲ့စည်းပုံပြင်ဆင်နော်အသွင်ကူပြောင်းရေးအစိုးရဖွဲ့ဖွဲ့တဲ့အခါမှာကျွန်တော်တို့အဓိကအားဖြင့်ဥတီချက်ကနော် NUG ရဲ့ PDF တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့စီးရပူပေါင်းဆောင်ရွက်နိုင်တဲ့လမ်းကိုခင်းကျင်းပြီးတော့ နေပြည်တော်ကို2025ခုနှစ်အတွင်းမှာအပြတ်တ်ကျွန်တော်တိုက်ခိုက်နိုင်ဖို့နော်ဂျိုးပါမယ်အဲ့လိုဂျိုးပါတဲ့နေရာမှာနော် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ PDF တွေနောက်ပြီးတော့အာဘာနာရေးနော်ထောက်ကူတွေနော်ဒီလက်နက်တပ်ဆင်မှုတွေအဲ့ဒါတွေအဲ့ဒါတွေနဲ့ဝန်းရံပြီးတော့အထွေထွေထိုးစစ်ကြီးကိုစတင်လို့အဲ့တော့အခုကာလအတွင်းမှာအညာမှာလှုပ်ရှားမှုတချို့ပေါ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မြင်းညာနဲ့ရွှေဘုခရိုင်အတွင်းမှာပေါ်ပါတယ် ဒါပေမဲ့အဲ့ဓာတွေကလည်းတောက်ကြားချိန်မုံကြီးအဆင့်ပါတောက်ကြားစင်ကြီးလောက်ပါဒေသလိုက်ကျွန်တော်တို့ကျွန်တော်တို့စီးထိုးစစ်ကြည့်လုံနိုင်တဲ့အချိန်ကြီးမရှိပါဘယ်မျိုးမှလည်းထိုးစစ်မဟုတ်ဘူးမသိနိုင်ဘူးอืมเนาะအဲ့ဒီအချိန်မှာကျွန်တော်တို့ဟို PLA ကနေပြီးတော့ဟိုကျွန်တော်တို့ပလန်သခိုင်းတိုင်းတွေကျွန်တော်တို့လေရင်ပြစ်ချနိုင်တယ်အဲ့ဒီလေရင်ပြစ်ချတယ်ဆိုတာလည်းပြ PLA ကလည်းအဲသူတို့ပြစ်တာဘုန်းကားတို့ကလည်းသူတို့ပြစ်တာစသည်ဖြင့် ဒါတော့ဘယ်ကြည်စံအဖြစ်တလဲတော့ပြောနိုင်ဘူးပေါ့ဗျာ။ဒါစတဲ့အဖြစ်စီးလုံချမ်းမှုတွေပေါ်လာတာရှိပါတယ်။ဒါမဲ့အဲ့ဒီလောက်နေတော့အထွေထွေထိုးစစ်ကြီးရတော့မဖြစ်နိုင်သေးဘူး။နော်။အထွေထွေထိုးစစ်ဆိုတာကတပြီလုံးအနှံပြားနော်။တိုင်းနယ်ပြည်နယ်တွေရောနော်အညာဒေသရောလွန့်ကျုံနေစီးထိုးစစ်။ဒါမဲ့ဒီအတွင်းမှာစစ်ကောင်စီဘက်ကလည်းဂံပြန်စီးလုံချမ်းမှုတွေစစ်ကြောင်းလုံချမ်းမှုတွေဟာအညာမှာအရင်နဲ့တောင်ပိုပြီးတော့များလာတယ်။နော်။အဲ့လိုအခြေအနေတွေရှိတယ်။ ဲ့တော့အဲ့လိုချင်းနေတွေရှိနေတဲ့အောက်မှာအခုပေါပေါလာတဲ့တောက်ကြားချိန်မုံရစ်ပွဲလေးနှစ်ပွဲသုံးပွဲလောက်နေတော့ကျွန်တော်တို့ကျင်းတတ်နေလို့မရဘူး။ကဲဒါတော့ဥတန်းစွန်းနဲ့သုံးသက်ထားတဲ့ဟာဖြစ်ပါနော်။အဲ့တော့ထူးထူးထိုးစစ်ကြီးနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့လှိုင်းလုံးတွေမတွေ့ရသေးဘူးနော်။အဲ့တော့မကြာခင်လည်းတွေ့ရဖို့မျှော်လင့်ပါနော်။ဟုတ်ကဲ့နောက်ထပ်သူထပ်ပြီးတော့သုံးသက်ထားတဲ့သတင်းလေးကတော့အာခတ်တတော် A ကပေါ့နော်စစ်တွေထက်ကြောက်ဖြူကိုတိမ့်ပိုက်နိုင်နေဆိုရင်တရုတ်ကိုဘလို့ပညာပြနိုင်မလဲဆိုတဲ့အားမျိုးတွေကိုသုံးသက်ထားတယ်ဒါတော့ကြည့်လောက်နော် A ရဲ့ရှင်းပြတာကကျင်းနေတော့အဲဒါမဲ့ကျွန်တော်တင်တာကအခုက တယောက်ကိုပြန်ပြီးတော့ကျွန်တော်တို့ကပညာပေးဖို့အတွက်အေးအေးနဲ့အလေးထားပြီးတော့တိုက်တင်တာစစ်တွေမဟုတ်ခွင်းနဲ့ကြောက်ဖြူဖြစ်တယ်လို့ကျွန်တော်တို့ပြောခဲ့ပါအဲ့ဒီပြောခဲ့တဲ့အတိုင်းလဲတိုက်နေအဲ့တော့ကြောက်ဖြူကွင်းကလည်းအခု30နှစ်ရဲတပ်ရင်းမှာနော်အခုသူ့ကာထားတဲ့နော်တိုက်ရင်းနေ9နှစ်3 9နှစ်လေးရတယ်အခုကလူတွေကထွက်ပြေးနေတာတွေလက်နက်ချတာတွေနဲ့အတော်လေးအားအားယော့ပြီးတော့ကျွန်တော်တို့ထင်ပါတယ်ဒီဂျွန်လာကုံမိုင်းလောက်အတွင်းမှာကိုနော်ကြာသွားနေတယ်အဲ့ဒါကြာသွားလို့ရှင်လဲကျွန်တော်တို့က ညောင်ရီရေရစခန်းကိုဆက်ပြီးတော့တိမ့်ပိုက်ဖို့ကြိုးစားရမှာပေါ့အဲ့လိုလုံနိုင်မှကျွန်တော်တို့အေးဟုတ်အနေနဲ့အခုစစ်ကောင်စီကိုအားကိုးပြီးတော့စစ်ကောင်စီကိုကျွန်တော်တို့ဟိုအားပေးနေုံနဲ့သူ့လုံညုံရေးဟာအာမခံချက်မရှိဘူးဆိုတော့ကိုလက်တွေ့မျက်တွေ့ပြနိုင်မှုအတွက်ကြောက်ဖြူကိုကျွန်တော်တို့တင်ရမှာကြောက်ဖြူတင်မှုတော့ခုကဒီညောင်ရီရေရစခန်းကိုကျွန်တော်ဆက်ပြီးထိုးစစ်ဆင်ရမှာပေါ့အဲ့ဒါလည်းဒီဝိုးရင်းလောက်ပြီးသွားနေတယ်အဲ့ဒါကြောင့်ဟို အေးအရှိမြန်တာနဲ့ပတ်သက်လို့အားမသိပြီးတော့ဟိုကျွန်တော်တို့ဟိုပြောနေစရာမရှိပါဘူး။တချိန်တည်းမှာ तू ကကျွန်တော်တို့ပြောစရာရှိတာကတော့ရှင်းမြန်တာတွေများနေတာပေါ့ဗျာ။နော်အခုမြဝကျောင်းမော်ကိုလည်းတိုက်နေတယ်နော်။အခုမြဝကျောင်းမော် तू တိုက်တဲ့လှုပ်ရှားမှုက KNU ရဲ့နော်စစ်တောင်းမြင့်နောက်ဖက်ကလှုပ်ရှားမှုနဲ့ပေါင်းစပ်မိပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရန်ကုန်တို့နေပြည်တော်တို့ကိုဝိုင်းပတ်ထားနိုင်တဲ့အခြေအနေတရကိုရရှိနေပြီ။ဟွန်း။ဒါကြောင့်လည်းအခုကအေးအေးကအခုမလုပ်နေလဲဆိုတော့ ကျွန်တော်တို့ရွေရောက်တဲ့လူငယ်တွေတတ်ထဲဝင်မှုအန်အန်တချက်တွေဒီရခိုင်ပြည်နယ်နေမှာထွက်ဖို့ဆိုရဲเนาะတောင်းဆိုမှုတွေလုပ်ပါရခိုင်လူငယ်တွေကလည်းအလွန်တက်ကြွပါစစ်ကောင်စီတတ်လို့เนาะဝဲရီလမ်းနေမှာလူငယ်တွေကိုလိုက်ဖမ်းနေစရာမလိုပါဘူးเนาะအခုသူတို့ကားနဲ့ချီတက်လာတဲ့အဲသုံးလေးစင်းထဲမှာကိုတက်တက်ကြွကြွအေးတက်တော်တဲ့ဝင်ရောက်ဖို့အတွက်လာရောက်ပြီးအလူရဲ့ဇင်းပေးနေတာကြီးကျွန်တော်မြင်နေရဒါကြောင့် AAC အစီအစဉ်နဲ့ သူ့ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ပြောစရာမရှိပါဘူးအဲ့ဒါတွေကနေပြီးတော့အခုတောက်ဖြူသိမ့်ပိုက်ရေးလုပ်ငန်းကိုဦးစားပေးအနေနဲ့သူတို့အနေနဲ့ဒီမိုးတွင်းမှာလုပ်နိုင်ပြီဆိုလို့ရှိရင်ညောင်ရီရေရစခန်းကိုလည်းသိမ့်ပိုက်နိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အာဘာပဲဖြစ်ဖြစ်တရုတ်ကိုပညာပေးရမယ်အလှည့်ရောက်ရလာပါလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဒါမှမဟုတ်အဲ့ဒီလုပ်ငန်းစဉ်ကိုအချိန်တိုအတွင်းပြီးမြောက်အောင်အေးဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းပါတယ် ကဲနောက်တစ်ကြောင်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့ဒီစစ်တပ်လော်ဘီဇော်ဘုံဟောင်ကိုစစ်တပ်ကဆွဲစီးလိုက်ပြီဆိုတဲ့သတင်းကမှန်တယ်ပေါ့နော်ဆွဲစီးပြီးတော့အခုအစားနာကိုပြတ်သွားတယ်ဆိုတဲ့ဟာတွေရဲ့ဒီမင်းအောင်လိုင်ရဲ့ဒီရက်ဆက်ရုပ်မှလောက်ရက်တွေကိုပေါ်လိုက်တဲ့ဘာမှမဖြစ်ဘူးလို့ channel တော့ကြည့်အောင်နော်တိုက်ပွဲဝင်နေရတယ်ပေါ့နော်အဲ့တော့ရာရှိကနေပြီးတော့သွားတိုင်တယ်တိုင်တဲ့အခါမှာဂျင်းနန်ကတက်သွားပြီတက်သွားတဲ့အခါမှာဒီအဖို့ကိုမတိုင်မို့အတွက်ဆိုပြီးတော့သူ့ကိုယာလူတွေနဲ့ဝိုင်းပြီးတော့ဖိကြတယ်ဘယ်လိုဘယ်လိုတွေဘယ်လိုတွေအထိပါလဲဆိုလို့ရှိရင် တမမှုပေါ့တမမှုအဆင့်တွေပါတယ် G1 အဆင့်တွေပါတယ်တရင်မှုအဆင့်တွေပါတယ်အားလုံးကဝိုင်းပြီးတော့တားကြတယ်ပေါ့ဗျာနော်အတားတဲ့အခါမှာတော့အဲကောင်းလေးကဒီအရာရှိကလုံးဝနားမထောင်မင်းနဲ့ဆက်လက်ပြီးတိုင်ကြတယ်တိုင်ကြတဲ့အခါမှာတော့အဲကျွန်တော်တို့ကဒါကိုသိရှိရအတွက်ကြောင့်ကျွန်တော်ကလည်း online ပေါ်မှာပြောလိုက်တာလေးရှိတယ်ပြောလိုက်တဲ့အခါမှာဒီကိစ္စခုံယုံတင်ပြီးစစ်ဆေးတယ်ခုံယုံတင်ပြီးစစ်ဆေးတဲ့အခါမှာခုံယုံကနေပြီးတော့အဲ့ဒီကိစ္စတွေအားလုံးကိုစစ်ဆေးတဲ့အခါမှာပေါ့နော်ရရှိသည်များအချက်လက်တွေကိုမပခတိုင်းကိုတင်လိုက်ပြီမပခတိုင်းကိုတင်လိုက်တော့ညာလည်းပဲမပခကလည်းအခုပြန်ကြလာတာပါလဲဆိုတော့ ီကိစ္စကိုအစကနေပြန်စစ်ရမယ်ဆိုပြီးတော့စဉ်းစားအဲ့တော့ဒီကိစ္စကဘာကြောင့်မို့လို့မပခကပြန်ချပေးလိုက်တာလဲအဲ့တော့တိုင်းနဲ့တက်ရင်နဲ့နှစ်ခုပေါင်းပြီးတော့ဒီကိစ္စကိုအမှုဖုံးဖို့လုပ်နေတာလားဒါမှမဟုတ်အချက်လက်တွေပြန်ပြင်ဖို့လုပ်နေတာလားနောက်တစ်ခုကဒီအချက်လက်တွေအားလုံးကစင်ထုံးလင်းတဲ့ဒီတက်ရင်မှုကတော်နဲ့တက်ရင်မှုအားလုံးကိုအမှုပတ်နေတဲ့အတွက်ကြောင့်မို့လို့အစကနေပြန်စစ်ခိုင်းပြီးသူတို့လိုသလိုစစ်လိုသလိုဖုံးဖို့လုပ်နေသလားလုပ်နေတာလားဆိုတာကိုတော့ကျွန်တော်တို့ကတော့တန်ရရှိတယ်အဲ့တော့ဒီကိစ္စကိုလေ့လာခြင်းအပြင်ဝိတောက်ကကိစ္စကိုကျွန်တော်နားလည်လာတယ် တက်ရဲ့ဒီငွေရှာပုံတွေနားလည်လာတယ်ပြီးတော့တက်ကဘာကြောင့်မို့စစ်တက်တက်ရေးနေပေါ့နော်ရန်သူဝင်တိုက်တိုင်းဘာကြောင့်မို့ကြနေတာလဲဆိုတော့ကျွန်တော်နားလည်လာတယ်အဲနောက်တစ်ခုအနေနဲ့ကတက်တွင်းမှာပေါ့နော်အကတ်ရှိလို့ရှိရင်အကတ်ရှိလို့ရှိရင်အေးအေးဆေးဆေးနေလို့ရတယ်အကတ်မရှိလို့ရှိရင်တော့နေနေခံရမယ်တခါတည်းရခိုင်တို့ဘာလို့သွားရမယ်ပေါ့ဗျာအရှိတမ်းမှာအသေးချေတိုက်နေရမယ်အေကေအကိုကတော့အကတ်ကောင်းမယ်ဆိုတက်မှာအေးအေးဆေးနေရတယ်ဆိုတဲ့ပုံစံမျိုးထိအဲစစ်တက်ရဲ့ပေါ့နော်လိုအပ်ချက်တွေကိုကျွန်တော်သွားတွေ့လာရတယ်ပေါ့ဗျာနော်မင်္ဂလာပါအားလုံးအဆင်ပြေသွားပြီကျွန်တော်မျှော်လင့်ပါတယ်နော် ဟုတ်ပါပြီအဲ့တော့အနမတ်တစ်ချက်အနေနဲ့ဒီမရိမှုကိုဒီမရိမှုကိုစုံခုံနဲ့ဆက်ပြီးသွားစစ်ဆေးချက်တွေကိုမပခောက်တင်လိုက်မပခောက်တင်လိုက်ခါမပခောက်ပြန်ချပေးလိုက်ရဲ့ဆိုတဲ့ခါကျတော့တို့လိုတဲ့အဖြေမရလို့သလားဟုတ်လားဖြေမရလို့တို့ဆက်လက်ပြီးစစ်ခိုင်းတယ်ထက်ကထက်ကဆယ်ဖို့မို့ဆိုလို့ရှိရင်မင်းတို့အဲဒီတရင်ကနေပြီးတော့ဟုတ်လားပြဿနာဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကြောင့်လားအဲအဲ့ဒါတွေကကျွန်တော်တို့ကတော့စဉ်းစားလာရရပေါ့ဗျာနော်အဲ့တော့အခု မကြခင်တဲ့ဒီတက်ခလာရဲ့15ကိုတက်စစ်ကလာတော့မယ်ဗျာနော်မျက်နှာအားပေးနေပါအောင်မောင်လေးရဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်မကြခင်တက်စစ်ကလာတော့မယ်တက်စစ်လာတော့မယ်ဆိုတော့ခါဒီကိစ္စကိုဝိုင်းပြီးဖုံးဖိနေတာတွေရှိတယ်အဲ့တော့ဒီတက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်လေးလာကြတက်မှာကတက်ပြေး33ယောက်ရှိတယ်အဲ့ဒီ33ယောက်ကဘယ်လိုကောင်းဆိုအထက်ကိုမတင်ပြအထက်ကမတင်ပြပါဘဲနဲ့အောက်မှာပဲတရေးဖို့ကြီးနဲ့ပေါင်းပြီးတော့သူတို့တွေရလစာကိုနော်လစာကိုစားနေတာကိုတွေ့ရတယ်အဲ့တော့ဒီ33ယောက်ရဲ့မိသားစုတွေကဘာမှဒီခံစားခွင့်မရှိဘူးပေါ့ဗျာနော်အဲ့သူတို့က ထပ်ရအောင်တမင်လောက်ခါကြတော့အဲ့တော့တက်ပြင်းရှိတာကိုအထက်ကိုမတင်ပြအထက်ကိုမတင်ပြခါကြဒီတက်မှာတက်ကအထက်ကအင်အားရှိတယ်လို့သတ်မှတ်တယ်သတ်မှတ်တဲ့ခါမှာတော့တပုံကဝင်တိုက်တဲ့ခါမှာအင်အားမရှိအင်အားမရှိတဲ့ခါကျတော့ကြကောဒါကဘာရှိလဲမရပါဘူးเนาะမင်းတို့ကောင်တွေအကုန်လုံးခွေးပြုတ်ပြီးပြင်းနေတာဟောတောင်မို့လို့စစ်တပ်ရဲ့တက်ရင်နေเนาะတက်ရင်နေတက်ရင်နေဟာတပုံဝင်တိုက်ရင်ကြကြနေလဲဆိုတော့ဩကျွန်တော်တို့ကဟိုတုန်းကတော့အထက်ရာရှိတယ်ဥမင်းအွန်လိုင်းတို့ကိုကျွန်တော်တို့ကဝေဖန်ခဲ့တာအများကြီးပဲเนาะဝေဖန်တဲ့လူဝေဖန်တာပါ ါပေမဲ့တကယ်တမ်းကျတော့မိမိတက်ရင်တွေကိုယ်တိုင်ကဒါမျိုးကိုယ့်တက်မှာအားမရှိဘူးတက်ပြေးလာကြတယ်ကိုစားပြီးတော့အထက်ကဟာအားလုံးဆင်ပြေးပါလေအားလုံးကျွန်တော်ဖွဲ့စည်းပုံပြေးပါလေအားလုံးလက်နက်ခဲရန်ဆင်ပြေးပါလေဆိုပြီးတော့အောက်ကနေရခဲ့ပါဦးနော်ညနေမှတော့အောက်ကအတိုက်ခံတဲ့ခါမှာကြာအထက်ကအထက်အပြစ်ရှိပြီလားဆိုတော့အထက်ကဒီကိစ္စမှာတော့အပြစ်မရှိဘူးလို့ကျွန်တော်တို့ပြောလို့ရပြီခင်ဗျာကဲနော်ဘောမဘောမပြီးသားပါပြီလေနော်နောက်ဆုံးမှာတော့မင်းအောင်လာပြန်ပြီးဖားတဲ့အခြေအနေဖြစ်ပါနော်အဲ့တော့ဘလူးပဲပြောပြောချမ်ပစ်စစ်တဲ့ထဲမှာဒီလူမျိုးဇက်ပြက်နေတာကြာလိုက်ပါနော် ခုမင်းအောင်လိုင်ရဲ့သားကဒီစစ်တပ်နဲ့ပတ်သက်တဲ့ဒီရပိုင်ခွင့်တွေကိုကင်တဲ့အခါမှာပိုတော်ဆိုးသွားသေးတယ်ပေါ့နော်အဲ့တော့တကယ်သေးတာသေးချင်တော့မှအပြောက်ဆင်းနေပါပြီထဲ့ပြီးမှဒါလိန်သားအလုံးစသိပြီးသားဖြစ်ပါတယ်နော်ကဲနောက်နောက်မှာတင်ရတော့ဒီ lobby စစ်တပ် lobby ကြော်မြင့်မင်းပေါ့နော်ပြောင်းလင်းပြောင်းစားပြောထားတဲ့ဟာကိုဥကျော်ဘာတွေထည့်ပြောထားလဲဆိုတော့နောက်တော့ကြည့်အောင်နော်နော်မီဒီယာသမားတစ်ယောက်ကဟိုသတင်း ဟိုဘက်မလိုက်ပဲနဲ့နော်ဟိုဘက်ကောဒီဘက်ကောဟိုပြောတဲ့အခါကြရင်အခုကဟိုဘက်ပကြီးပဲဟိုကာကွယ်ပြီးတော့ပြောပြောပြီးတော့ဟာလာဒီဘက်ကိုကြတော့ချိုးနေပြီးတော့ပြောနေတဲ့အခါကြတော့အဆင်မပြေဘူးလေနော်အဆင်ပြေအောင်ပြန်ပြောမယ်မြို့ဟာလာငါတို့ကလည်းတော်လိုင်းရေးသမားထိငါတို့ကလည်းမင်းတို့လိုပဲနော်ငါတို့တော်လိုင်းရေးသမားတွေကဘာမှမျှော်လင့်ချက်မရှိဘူးနော်အေးအခုဒီသူတို့ရဲ့အခွင့်အရေးတွေမျှော်လင့်ချက်တွေပျောက်ဆုံးနေလို့သား နော်ဒီအာနာရှစ်စနစ်ကိုဟိုတွန်းလန်တိုက်ခိုက်နေကြတော်လန်တိုက်ခိုက်နေကြအဲ့တော့ဒီကနေ့ဒီကောင်ဘာပြောသွားလဲဆိုတော့နော် PDF PDF ဟိုရဲမေတွေပေါ့ဗျာနော်ဒီကနေ့တော်လန်ရေးမထဲမှာပါဝင်ပြီးပတ်သက်နေတဲ့ဟာလာမျိုးသမီးတွေကိုဒီကောင်ဘာပြောတယ်ဆိုတော့နားထောင်ကြည့် yeah ရုပ်ဝတ္ထုမှာအခြေခံဖော်မေတော့ရုပ်ဝတ္ထုပေါ်မှာအခြေခံတယ်ဟုတ်ပါပြီအဲ့ဒါဘယ်လိုလုပ်နိုင်မလဲဘာလို့လုပ်နိုင်မလဲ ိုင်ဖုန်းတစ်လုံးဝယ်ပေးမဖုန်းတစ်လုံးဝယ်ပေးမဆိုရင်ဟုတ်မဟုတ်ဘူးချုပ်ပြောတာဒါဆိုညီမလေးညဆိုရင်အိုင်ဖုန်းလို့ဝယ်ပေးလို့လိုက်ရမကြည့်ရမရှိအဲ့ဒါဘယ်လိုလုပ်ဖို့ချင်တာကြားတယ်နော်ကြားတယ်နော်တစ်ခေါက်ထဏတော့မယ်ဒါချောက်ဖွင့်ပေးမယ်ရရုပ်ထုမှာချိန်ကန်ဖုန်းတစ်လုံးဝယ်ပေးမယ်အိုင်ဖုန်းလို့ဝယ်ပေးမယ်လို့ပြောလို့ဝယ်မယ်ဆိုရင်ဟုတ်မဟုတ်ဘူးချုပ်ပြောတာဒါဆိုညီမလေးညဆိုရင်အိုင်ဖုန်းလို့ဝယ်ပေးလို့လိုက်ရမကြည့်ရမရှိအဲ့ဒါဘယ်လိုလုပ်ဖို့ချင်တာဟုတ်ပါပြီတချို့ 你妈，你你妈离了，才多难办些，喏。每个里里外外，到那也每个里里外，比我爸收收几百种，不要钱个多，爱录不要钱哪。大妹妹，都要我收茶叶，我啥咯，对啊，你妈离了之后是多难的。嗯。碰着楼，哎碰着楼呢，我还背路西行，你还爱靠楼了，一下的收银，阿拉所以讲，阿拉所以拿来靠的？没没把没没一样不啦，没没一样不啦。 民人嘛养不啦，民阿妈养不啦，民子没养不啦，该别交，啊养不啦，那北面，那北面俺跑往那北面，民路六七年没来往那北面，不来了，啊，民路啊，是真的嘛，民地啊，热表，民路面面这这没转过，是不是？那不少面表表，六十八大个超龄的，这个路呢表哪路，没有边走边拉过。哎呀，江苏路、江苗梅路，民路地还是俺那先他们实验，民路嘞石家庄的茅台啊，高粱地呗。 တကယ်လို့သာဒီစစ်ဖက်စစ်အာဏာရှင်သာမရှိမင်းတို့ဟိုသမင်းငါ့ရဲ့မသားဆိုတာမင်းတို့ပေါ်လာလိမ့်မယ်ပြီးကြတော့မင်းတို့ကဟိုအမှန်တရားဆိုတာဟိုမြတ်မြတ်တတကြည်ပြောရတယ်ကွာနော်ဖုံးတစ်လုံးနဲ့မင်းခေါ်လို့ရမယ်ဆိုမင်းအမေရောမင်းနှမရောမင်းမိမရောမင်းသမီးရောငါကတော့ငါလုံးစီငါဝယ်ပေးမယ်မင်းလိုချင်တဲ့မော်ဒယ်ကိုပြောဟုတ်တယ်ဦးကျော်မှန်းနော်အဲ့တော့ကျွန်တော်ညီကိုမောင်နှမကြီးဒီကောင်ပြောသွားတာအလုံးကြားတယ်နော်အဲ့တော့ဒီကောင်သိအောင်လို့နည်းနည်းကလေးဟိုဝိုင်းရှယ်ရှယ်ရင်းလေးလုပ်ပေးကြပါနော် ဲငါပြောလိုက်မယ်နော်မင်းညီမလားမင်းအမေလားမင်းမိန်းမလားမင်းသမီးလားမင်းအမလားအကုန်လာခဲ့ငါတလုံးစီဝယ်ပေးမယ်โอเคအဆင်ပြေလားလို့ဆိုရင်အဆင်ပြေမလားမင်းတို့ဟမ်မင်းတို့ဒီဘက်ကိုကြောက်အောင်မှုချိုးမြစ်ချိုးပြောလိုက်တာဟုတ်လားဟမ်ဘာလဲဖုံးတလုံးလေးဝယ်ပေးလိုက်ဝယ်ပေးရင်တော့ခေါ်အိတ်လို့ရတယ်ဆိုတာမင်းတို့မီဒီယာစောက်ပါစက်ကြီးဓာကြီးစောက်အဆင်တမ်းမရှိဘူးနော်စောက်စစ်တမ်းမရှိဘူးမင်းတို့မီဒီယာတွေကမြန်မာနိုင်ငံကဒီ passive anarchy ဟုတ်လားဒီ ဒီဂျုံမျိုးမင်းတို့ဟာလားမင်းတို့ဘလောက်ရှိမင်းတို့ကောင်းနေကာကွယ်ပေးနေလေနော်ဒီဂျုံမျိုးဂျုံရွယ်တွေကိုမင်းတို့မင်းတို့ကိုယ်တိုင်ကခံစားနေရတာဒီလိုပြောဒီလိုလုပ်ဟာလားမင်းတို့အမှန်တရားပြောတာကဘာဖြစ်လဲမင်းတို့ဇော်ပိုင်းတွေကိုကြည့်နော်ယာစာလို့ဟိုယာစာဟိုဖုန်ကြီးဟိုတော့လည်းဟိုကိုင်းတောင်းသားယာစာကိုပြောတာမဟုတ်ဘူးနော်ဟိုစစ်ဟိုရေတပ်မှတောင်ချမ်းဆောင်ခဲ့တဲ့ယာစာထောင်ချပြီးပြန်ထွက်လာပြီးပြီနော် အဲ့ဒီတွန်တွန်တွန်ဆိုးဘူးလို့လဲတွန်နီတော့လကောင်းပဲဘယ်နှခါရှိပြီလဲခေါ်ပြီးတတိပေးကန်ရတာအခုမပူတူလို့လာမမင်းတို့တောက်လျှောက်လာမမင်းတို့အမှန်တရားမပြောနဲ့မင်းတို့စော့ပါစမမင်းတို့မီဒီယာဆိုတဲ့စကလုံးအသုံးတော့မသုံးသိဘူးမေးလို့လူရုပ်မာတွေမင်းတို့ကောကဲဒါတော့ဥကျော်ပဲဖြစ်ပါတယ်နော်အဲ့တော့ပြည်သူတွေကိုဒီလိုမျိုးပေါ့နော်အချက်မဲ့စစ်တပ်မီဒီယာဆိုပြီးမှပေါ့နော်စော်ကားနေတဲ့ကြော်မျိုးမျိုးကိုဒါပြောတင်ပါတယ်နော်အဲ့တော့ဒီမြန်မာမျိုးသမီးငယ်တွေကိုဒီလိုမျိုးစော်ကားပြောဆိုတာမျိုးကတော့တော့လက်မခံနိုင်ပါဘူးနော် ဲကျွန်တော်နောက်ထပ်နောက်ထပ်မှာသတင်းကတော့အခုချိန်မှာဆိုရင်ချမ်းဖတ်မင်းအောင်လိုင်းကရွေးကောက်ပွဲဆိုတဲ့ e-net လေးလေးပေးရတရရရနဲ့ဖြစ်လာတယ်ပေါ့နော်ဒီနိုင်ငံကြီးဆာဗာကြီးတွေရဲ့အတန်တွေတော်တော်လေးကိုစူညံနေတာဖြစ်ပါတယ်နော်အဲထက်ရမှာ LED အထွက်တွေဖြစ်တယ်ဒီဒေါ်စနာမင်းတို့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့ကိုစီးရဲ့သုံးသက်ချက်လေးနောက်အောင်ကြည့်အောင်နော် နောက်တော့ကိုရန်ချင်းပါခင်ကြတော့မချစ်အောင်ဖြစ်ရတာတွေဝမ်းနေရတာတွေဒါပေမဲ့စိတ်သက်တွေလည်းကျမတို့ဘဝတရားတွေဖြစ်သွားကြတယ်အဲ့ဒီလိုပဲမကွန်မကွန်တော့ဟိုသာဟို think the town ဟိုသာဟိုဘာလို့မဟုတ်ကိုယ်လေးတွေဒီမိမတို့တော့စောက်ချက်တွေမရှိရနော်တကယ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 ်ကျွန်တော်တို့တိုင်းပြည်မှာလေနိုင်ငံအပေါ်မှာတို့တစ္ဆာမဲ့တဲ့လူတွေကိုကျွန်တော်လေးစမ်းမကြည့်လို့မရဘူး ဟိုအရင်ခက်ကတဲ့ပုံစံမျိုးပြောရင်ဒီလိုလူမျိုးတွေဗဇက်နဲ့ပြောစရာမလိုအဲ့လိုလုပ်ရမျိုးကျွန်တော်လုပ်လဲကျွန်တော်ရှင်းလိုက်ကြဗျာရှုပ်လို့ဘာလို့မို့လဲဒီလူတွေကျွန်တော်လဲကျွန်တော်ရှင်းလိုက်ရဘာဝမရနေတာပြက်သားနော်ခုကိုကိုကြီးတို့ကြည့်ဟမ်ကိုကိုကြီးတို့လုံလာခဲ့တဲ့တတ်တန်းအကုန်လုံးတဲတဲ့ရင်လုံးဖြစ်သွားတယ်อืมနော်ဘာမှမဆိုင်ဘူးဒီတွင်းထဲမှာနေတာနားလေတော်အခုလက်ရှိဖြစ်နေတဲ့အနေအထားကလေလုံနိုင်လုံမလုံနိုင်ရန်သူအားပေးမလုံနဲ့ထိုင်နေဟုတ်တယ်မလုံလို့ပြဿနာမရှာဘူး မလုံတော့ဘူးကိုကိုကြီး88မျိုးဆက်ကိုကိုကြီးနံပါတ်တစ်လုံးနဲ့အဲ88မျိုးဆက်ဆိုတာနော်ဟာဒီတော်လိုင်းအင်းမမလုံဘူးကွာလို့အပြစ်ပြောတဲ့လူကမပြည့်လို့မလုံပဲသူ့အတူထိုင်နေအပြစ်ပြောလို့မရဘူးအေးဒါပေမဲ့အခုလိုရန်သူအားပေးရန်သူအားရစရာဖြစ်အောင်မှားနေတဲ့လူကိုမှန်တော့မှန်တော့ပါလို့မပြောဘဲနဲ့မှန်နေတဲ့လူတွေကိုမင်းတို့ကတော်တော့မင်းတို့ကတော်တော့လှုပ်နေတာဒါကစေတနာမှန်တဲ့လှုပ်ရမှာမဟုတ်ဘူးလေ ဲ့တော့ခမားတော့ခမားတော့နိုင်ငံရေးကိုဘတော့ကပဲလို့ဟိုတီဘောမီလေးပဲထောက်တဲ့အချိန်အမလုံးလုံးအဲ့ဒီစောက်ထိုးတွေနဲ့တက်တက်ခိုင်ကိုကိုကြီးနော်ဒီကောင်မခမားတော့ဘောဟာနိုင်ပိတ်ရောလားဘယ်မယုံကြည်လိုက်ညိုညိုတင်းဘယ်ဘွားရအခုမှညိုညိုတင်းပြတ်ထွက်လာနော်ညိုညိုတင်းရုပ်ကိုကြည့်လူရုပ်လူအယောင်အစင်းထွက်တယ်လားလို့တောက်ဖို့ကောင်းတဲ့နိုင်ငံရေးอ่ะနော်တိအဲ့တော့ပြည်သူစံနာကိုတွေးဖယ်ပြီးတော့ ပြည်သူကိုစန့်ကျင်လိုက်တာနဲ့အဲ့ဒီတူကပြည်သူမြေတားကျင်းနေစုတယ်မယုံကြည်ကြည့်လိုက်ကိုကိုကြီးရဲ့ညွညိုတင်းရဲ့စန္နာမင်းသူတို့စောက်ခွက်တွေခမားတို့ဘယ်လိုပုံစံဇက်သိမ်းလဲဆိုတာကြည့်လိုက်နော်ဒါပဲပြောချင်တယ်အဲ့တော့နိုင်ငံရေးဆိုတာနှက်ကြီးပါတယ်သိလားတစ္ဆာကြီးတယ်နိုင်ငံရေးမှာမတရားလုပ်တဲ့လူနောက်ဆုံးဇက်သိမ်းတွေကိုကြည့်ပါနေဝင်းတကက်အင်ပါယာကြီးမင်းအောင်လိုက်တော့တနာတယ် နော်နေဝင်းဘလို့ပုံစံနဲ့ဘဝဇက်သိန်းတော့ရတယ်နော်စောမောင်ဘလို့ပုံစံနဲ့ဘဝဇက်သိန်းတော့ရတယ်အခုတန်းရွှေတို့ကြံကြံတို့လူတော့တိုးလို့ရတယ်ပေမဲ့ရက်ကိုထိုင်ဆောင်နေရတဲ့အတူတူမဟုတ်လားဟမ်အသားတို့နွားဆိုရင်လည်းပေါ်ရောင်းလို့တူများအတွက်အသားစားဝင်ရအောင်မယ်အသားတို့တလိပ်ဆန်ဆိုရင်လည်းဈေးထဲမှာကြွားရောင်းလို့ရအောင်မယ်ချိန်တိုင်းအစားစားမယ်နေမယ်လက်ရှိ တန်းရွှေတို့ဘဝကြည့်အဲ့တော့နေဝင်းတို့တန်းရွှေတို့စောမောင်တို့ဆိုတာမင်းအောင်လိုက်တဲ့အများကြီးအများကြီးအများကြီးပါဝါမင်းအောင်လိုက်လို့စောက်ပေါင်းမဟုတ်ဘူးတန်းရွှေတို့ခင်ညို့တို့လားဟဲ့ဒီအာနာတိတ်ကြီးကြာပြီးအာနာရသွားတာနော်အဲ့တော့ဒီအာနာတိတ်မှုဟာတဖြည်းဖြည်းနဲ့မင်းတို့စစ်တပ်ဘက်ကရှုံးတာကတော်လိုင်းဘက်ကတို့တော်လိုင်းဘက်ကတအားတော်အကြီးလို့တော့မဟုတ်မင်းတို့စစ်တပ်ဘက်ကကိုတောက်သုံးမကြအကြီးလို့နော်အဲ့တော့မယုံကြည့်လိုက်ပါနိုင်ငံရေးမှာ မလုံနိုင်ထိုင်းနေပါရုပ်မှရင်တော့ကျိန်းနေတန်ခတ်ခံနေလိမ့်မယ်ဟုတ်ကဲ့ဒါတော့ကိုစီသုံးတထားပြီးလိုဖိုင်လေးပဲဖြစ်ပါတယ်เนาะအဲ့တော့အကြားတဲ့အတိုင်းပဲဒီအပိုင်းတွေမှာမင်းအောင်လိုင်ကရွေးကောက်ပွဲဆိုတဲ့အနှံ့လေးလေးပေးလိုက်ရောနိုင်ငံရေးအဖွဲ့တွေနိုင်ငံရေးစာဖားတွေရောเนาะအခုလိုမျိုးတရရရနဲ့တက်လာတာတွေ့ရပါတယ်အဲ့တော့အခုဆိုရင်ကိုစီပြောသလိုပဲเนาะ LED ဟိုတော့ LED ဖွဲ့ဒီပေါ့နော်ခုစပါခုချိန်မှာဆိုရင်တော့တစ္ဆာဖောက်ပြီးတော့မင်းအောင်လိုင်ကိုဘောမှနေရတဲ့အနေအထားတွေဖြစ်ပါတယ်เนาะအဲ့တော့ ဟိုဒီရွေးကောက်ပွဲမှာတကယ်ပဲပေါ့နော်ဒီကျွန်တော်တို့ရဲ့ဖွဲ့စည်းတွေထဲမှာလဲတချို့တော့လောက်ကောင်တွေကတက်လာအောင်ဆိုကျွန်တော်တေချာတိနေပါတယ်နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ရောအယူဂျီကတော့သူချွေးချော်ထားတယ်အထူးထူးစစ်ကြီးဆိုတာကိုမရမကရအောင်ပုံဖော်ပြီးတော့မင်းအောင်လိုင်ရဲ့ဒီရွေးကောက်ပွဲကိုဘလို့မျိုးခြေဖို့မလဲဆိုတာကိုပဲကျွန်တော်တို့စောင့်ကြည့်အောင်ဖြစ်ပါတယ်အဲ့တော့ပြည်သူတွေကဒီစစ်တမ်းကိုလည်းခါးစီခံနေရကြပါပြီနေ့တိုင်းမှာဘုံကျက်ခံနေရတယ်စစ်ကြောင်းထုတ်ခံနေရတယ်အခြေအနေရတယ်အမြန်ဆုံးလို့မြောက်ချင်နေပါပြီနော်အဲ့တော့အမြန်ဆုံးပဲမင်းအောင်လိုင်ကို ဒီဆုံးမပြီးတော့ဒီပြည်သူအာဏာပြည်သူကိုအမြဲဆုံးရအောင်စူးစမ်းကြစူးစမ်းကြပါစို့လို့ပြောဆိုရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါနော်ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြပြီးမြတ်ပြည်သူရောက်စရာထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးချမ်းသာပြည့်စုံပြီးတော့ဒီနေ့မှာလောက်တမြတ်ဆောင်တမြတ်အရာအားလုံးအောင်မြင်ကြပါစေသွားလိုက်အမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ